်မင်္ဂလာပါရှင် ကျမတော့ဖူအီအီနွယ်ပါ DV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကွာလာလမ်ပူကွန်ဗင်းရှင်းဘိုဟိုဌာနမှာအော်တိုဘလ23ရက်မှာပြုလုပ်မဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံကိုထည့်သွင်းထားတာမရှိဘူးလို့မလေးရှားသတင်းဌာနတစ်ခုဖြစ်တဲ့ New Straits Times မှာဒီကနေ့ဖော်ပြထားပါတယ်။ ဒီအစည်းအဝေးကိုတော့ပူးပေါင်းပါဝင်မှုနဲ့ရေရှည်တည်တံ့ခိုင်မြဲရေးဆိုတဲ့ခေါင်းစဉ်နဲ့အော်တိုဘာလ23ရက်ကနေ28ရက်အထိပြုလုပ်သွားမှာဖြစ်ပါတယ်။အစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်၊ကနေဒါဝန်ကြီးချုပ်မက်ကာနီ၊ဘရာဇီးသမ္မတ၊တောင်အာဖရိကသမ္မတ၊စိုက်ပရစ်သမ္မတနဲ့ဖင်လန်ဝန်ကြီးချုပ်စတဲ့ကမ္ဘာနိုင်ငံခေါင်းဆောင်တွေတက်ရောက်ကြမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒေတာရင်းနိုင်ငံတွေအနေနဲ့လက်ရှိအချိန်အထိတရုတ်သမ္မတရှီကျင်းပင်တက်ရောက်မယ်ဆိုတာအတိမပြုနိုင်သေးပေမဲ့အင်ဒိုနီးရှား၊ထိုင်း၊စင်ကာပူ၊ဗီယက်နမ်၊ဖိလစ်ပိုင်၊လာအိုတီမောနိုင်ငံတွေကသမ္မတတွေနဲ့ဝင်ကြီးချုပ်တွေတက်ရောက်မယ်လို့အတိပြုထားကြပါတယ်။ကမ္ဘာသမိုင်းမှာကြီးမားတဲ့ဆွေးနွေးပွဲတစ်ခုဖြစ်လာမယ်လို့မျှော်မှန်းထားတဲ့ဒီအစည်းအဝေးမှာမြန်မာစစ်ကောင်းဆောင်တက်ရောက်ခွင့်ရမယ်လို့စစ်အုပ်စုဘက်ကခန့်မှန်းပြောဆိုထားပေမဲ့လက်ရှိအချိန်ထိတော့စည်ရင်ထက်သွင်းထားတာမျိုးမရှိပဲခြံလက်ချင်းခံထားရပါတယ်ရှင်။ ရခိုင်ပြည်နယ်တောင်ပိုင်းကအရခတတော်အေအေထိန်းချုပ်ထားတဲ့တန်တွင်းနဲ့ဂွားမြူနယ်မှာစစ်ကောင်စီတပ်ကငါးဖက်လေတွေနဲ့ဝင်ရောက်လာမှာစိုးရိမ်တဲ့အတွက်ညဘက်ငါးဖက်ခွင့်ကိုအေအေကပိတ်လိုက်တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ကမ်းခြေတွေကိုစစ်ကောင်စီရဲ့တပ်ကမကြာခဏလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အပြင်ငါးဖက်လေတွေကိုပါဖမ်းဆီးနေပြီးငါးဖက်လေတွေနဲ့ကန်ကက်လာမှာကိုစိုးရိမ်တဲ့အတွက်ညဘက်ငါးဖက်ခွင့်ကိုပိတ်လိုက်တာဖြစ်တယ်လို့ငပလီကမ်းခြေကဒေသခံတယောက်ကပြောပါဗျ။ အရင်ကတော့ဒေသခံတွေကိုစစ်ကာလအခက်အခဲအကျက်အတဲနဲ့မိသားစုစားဝတ်နေရေးကိုဖြည့်ရှင်းနိုင်ဖို့ပင်လယ်ပြင်မှာငါးဖမ်းခွင့်အချိန်အကန့်အသတ်မရှိခွင့်ပြုပေးခဲ့ရလို့သိရပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့လကစစ်ကောင်စီရေတပ်ဟာငါးဖမ်းလေတွေကိုဖမ်းဆီးတဲ့အပြင်အရသားတွေကိုပါတပ်ဖြတ်လာလို့ AA ကတတိပေးချက်ထုတ်ပြန်ရတဲ့အထိဖြစ်လာတယ်လို့လည်းသိရပါတယ်။အော်တိုဘာလ19ရက် AA ထုတ်ပြန်ချက်မှာတော့တန်တွင်းနဲ့ဂွားမြူနယ်အနီးကပင်လယ်ပြင်တွေမှာ ည6နာရီကနေမနက်6နာရီအထိငါးဖက်နာရီကိုအကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်စစ်ကောင်မရှင်တပ်တွေကမြန်မာအိန္ဒိယနယ်စပ်ကုန်းသွယ်ရေးလမ်းကြောင်းဖြစ်တဲ့ကလေးတမူလမ်းကတဆင့်စစ်ကြောင်းအုံကူအင်အားယာကြီးပိုင်းတုံးပြီးကလေးမျိုးကနေခံပတ်မျိုးဘက်ကိုထိုးစစ်ဆင်နေတဲ့အကြောင်းစေရေးရင်းမြစ်ကပြောပါတယ်အော်တိုဝါ16ကနေ18ရက်အတွင်းကလေးမျိုးလေစိတ်ကို ထောက်ပို့လေရင်ဆက်ရှိစည်းထက်မနေရောက်ရှိလာပြီးနောက် ကလေးနယ်မြောက်ပိုင်းကိုစတင်ထိုးစစ်ဆင်ခဲ့ကာအောက်တိုဘာ20ရက်မနက်ပိုင်းအထိဆိုရင်ရဇတ်ကျိုးရွာမှာအခိုင်အမာတက်ဆွဲခဲ့တဲ့အကြောင်းသိရပါဗျ။စစ်တပ်ရေးလိုင်းတွေခတ်ခဲတာကြောင့်သူ့ရဲ့စာနဲ့ပြောပြချက်ကို DVV ကအသံအစားတို့ဖတ်ပြထားပါဗျ။လေရင်ကွင်းကဆင်နာနဲ့ဒီမြောက်ပိုင်းဘက်ကိုပို့တာအဓိကကတော့ကလေးတမူလမ်းကြောကိုရှင်းကျင်တဲ့အခြေအနေရှိတယ်။ပြီးရင်သိရသလောက်ကတော့လမ်းရှင်းပြီးရင်တမူမှာတတ်မှတ်ထိုင်မယ်လို့သတင်းရတယ်။ ရာစကြိုရွာရဲ့အဝင်မှာဓာတ်ဆီဆိုင်မှာဘန်ကအင်္ဂရိနဲ့စောက်တယ်လို့သတင်းရတယ်။ပြီးရင်မြန်လေးတောင်နာမှာအထိုင်ချတယ်။နောက်တစ်ချောင်းကလက်ပံချောင်းမှာအခိုင်မှာအထိုင်ချတယ်။အခုနောက်ဆုံးလက်ပံချောင်းကအဖွဲတချို့မောင်လင်းဘက်ရွှေ့တယ်လို့သတင်းထွက်လာတယ်။လက်ရှိအခြေအနေတွေကြောင့်ရာစကြိုဆင်နဲ့ကလေးမျိုးအကြားမှာရှိတဲ့ဒေသခံတွေဆစ်ဆောင်နေရပြီးမတော်နိုင်လို့ဖြစ်စေပိတ်မိနေသူတွေကိုလည်းစစ်တပ်ကလူသားတိုင်းလုပ်ပြီးထောက်ခခွင့်မပေးတဲ့အကြောင်းသူကပြောပါတယ်။ဒါအပြင်ရွာတွေကိုပစ္စည်းဝင်ယူတဲ့ ကန်ကြီးရွာသား၂ယောက်နဲ့အနောက်ခုံသားရွာကဒေသခံ၁၃ယောက်အပါအဝင်အရက်သားတို့ဖမ်းဆီးခံခဲ့ရကအနီးဝန်းကျင်ကရွာတွေမှာပိတ်မိနေသူဥယျာဉ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်စစ်ဘေးရှောင်ပြည်သူတွေကတော့နှစ်တောင်းဝင်းကျင်လောက်ရှိတယ်။နောက်အကုန်အကုန်လုံးကပေါ့နော်ဒီဘေးလူမထင်းတဲ့တောင်ပေါ်တွေတလိုမျိုးနေဆက်ဖက်လိုမျိုးအဲ့လိုနေရာတွေကိုချက်ချင်းရှောင်ကြရတယ်ပေါ့နော်။နောက် survivor ဘတ်ဆိုလို့ရှင်ဒီစစ်ကြောင်းကဝင်ပြီးတော့မှသူတို့ အိမ်ကြီးလည်းမွေးနောက်တယ်ပေါ့နော်နောက်ကျန်စကြူဆိုလို့ရှင်လည်းထုံးလေးလည်းကောင်းမီရှူရာတွေပါလောက်တယ်နောက်စပေးရှောင်းကြတဲ့သူတွေမှာတချို့တချို့တလျပြန်ခောက်လာကြအရှိရပေါ့နော်ပစ္စည်းပါယူဖို့ဆိုမှဆိုတော့အဲ့လိုလူတွေကို12ဦး13လောက်ထိကိုဖမ်းထားတယ်တက်ပြစ်လိုက်ပြီလို့လည်းသတင်းကြားတယ်ပေါ့နော်ဟုတ်ဒီလိုအခြေအနေတွေကြောင့်ပြည်သူတွေအနေနဲ့စစ်ရေးသတိပြုဖို့နဲ့ကလေးတမှုလမ်းကိုအသုံးမပြုကြသေးဘူးကာကွယ်ရေးတပ်တွေကကန့်သတ်ခဲ့ပါတယ် ထိတွေ့တိုက်ပွဲဖြစ်တာတွေလည်းရှိခဲ့ပြီးစစ်ကောမရှင်ဘက်ကတသားတချို့အလင်းဝင်လာပေမဲ့စစ်ရဲအရှင်တွေရှုပ်ထွေးနေစေဖြစ်တဲ့အတွက်အသေးစိတ်ကို DVV ကစုံစမ်းနေတုံဖြစ်ပါတယ်။အခုစစ်ကောမရှင်တပ်တွေရောက်နေတဲ့ရာဇဂျူရွာကနေဆိုရင်ကလေးမြို့ကိုမိုင်30ဝန်းကျင်တော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့ခမ်းပန်းမြို့နဲ့ဆိုရင်23မိုင်ဝန်းကျင်ကောက်ဝေးပြီးတမူးမြို့အထိဆိုရင်တော့56မိုင်ဝန်းကျင်အကွာအဝေးရှိပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်မိုင်းငေါ့မြို့မှာအော်တိုဘားလ20ရက်ည8နာရီဝန်းကျင်လောက်ကစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံ2ယောက်သေဆုံးပြီး2ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။မိုင်းငေါ့မြို့မြို့မစီအနီးကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်250ဘုံနှလုံးလာရောက်ကျဲချခဲ့တဲ့အတွက်အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်သေဆုံးခဲ့ပြီး2ယောက်ကတော့ထိခိုက်ဒဏ်ရာရပြီးတော့နေအိမ်ဆယ်အိမ်နဲ့ဆိုင်ကန်း၅ကန်းပျက်စီးခဲ့တယ်လို့သိရပါဗျ။ လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်လူထိခိုက်ဒေဆုံးတာအပြင်ဇီးရန်တွေလည်းမီးလောင်သွားတယ်လို့ဒေသခံကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ19ရက်တရက်ထဲမှာစစ်ကောင်စီတပ်ကနမ်ဆန်မိုင်းတုံမိုင်းငော့နဲ့မိုးကုတ်မြို့နယ်တွေမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံ၂ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ဂျပန်နိုင်ငံရဲ့တမိုင်းတလျှောက်ပထမအဆုံးအမျိုးသမီးဝင်ကြီးချုပ်အဖြစ် Liberal Democratic Party ခေါင်းဆောင်တဲ့ စာနာအဲတာကာအီချီကိုအော်တိုဘားလ22ရက်နေ့မှာလွှတ်တော်ကရွေးကောက်တင်မြှောက်လိုက်ပါတယ်။အောက်လွှတ်တော်မှာမဲခွဲရာမှာတာကာအီချီကပထမအကြော့မှာတဲ့မဲပေါင်း238မဲရရှိခဲ့ပြီးဒုတိယအကြော့ဆက်ပြိုင်စရာမလိုပဲအနိုင်ရခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ပြိုင်ဘက်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဒီမိုကရက်တစ်ပါတီခေါင်းဆောင်ယိုရှိဟီကိုနိုတာကတော့146မဲပဲရရှိခဲ့ပါတယ်။ အနာယ LDP ပါတီဟာလွှတ်တော်မှာအမတ်နေရာအများစုမရှိတာကြောင့်ဂျပန်တီထွင်စန်းသိရေးပါတီ JIP နဲ့ညွန်ပေါင်းဖွဲ့ပြီးမှသာတာကာအီချီအတွက်အနိုင်သိချခဲ့တာဖြစ်ပါတယ်။ဒါဟာဂျပန်ကောင်းဆောင်ဖြစ်ဖို့အတွက်သူ့ရဲ့တတရအကျဉ်းကျိုးပမ်းမှုလည်းဖြစ်ပါတယ်။အသက်64နှစ်အရွယ်တာကာအီချီဟာဗီရင်ဝင်ကြီးချုပ်ဟောင်းမာဂရက်သက်ချာကိုအားကျသူဖြစ်ပြီးဂျပန်ရဲ့တမ္မနီလေဒီလို့တင်စားခေါ်ဝေါ်ကြပါတယ်။ တာကာအီချီဟာ LDP ပါတီရဲ့၅နှစ်အတွင်း၄ဦးမြောက်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးပါတီတွင်းသဘောထားတင်းမာတဲ့ Conservative တောင်ပန်ကဖြစ်တယ်လို့ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းရှီဇိုအာဘေရဲ့တပည့်အရင်းလည်းဖြစ်ပါတယ်တာကာအီချီဟာအရှုပ်တော်ပုံတွေနဲ့ပြည်ရင်းဘီဘခရီနဲ့ရင်ဆိုင်နေရတဲ့အာဏာရပါတီညီညွတ်ရေးနေကွေးနေတဲ့နိုင်ငံစည်းဝါးရေးနဲ့အမေရိကန်ဂျပန်ဆက်ဆံရေးစိန်ခေါ်မှုတွေကိုဖြည့်ရှင်းရမှာဖြစ်ပါတယ်ရှင်။ ကိုစတာရီကာအနာပိုင်တွေဟာဂျာမနီနိုင်ငံအတွက်ထုတ်ပို့ထားတဲ့တည်တည်ဆိုင်ကွန်တိန်နာအတွင်းဟွက်ထားတဲ့ကိုကင်းသုံးတန်ကိုသိမ်းဆည်းရရှိခဲ့ကြောင်းတာဝန်ရှိသူတွေကအောက်တိုဘာလ20ရက်တနင်္လာနေ့မှာပြောကြားခဲ့ပါတယ်။ တင်မောကွန်နေနာအတွင်းအိတ်တွေထဲမှာစုပုံထားတဲ့မူရစ်စေဝါတွေကိုကာရီဘီယံနိုင်ငံရဲ့လီမွန်ပြည်နယ်ရှိမွိုင်းကွန်နေနာဂိတ်မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်းပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကအောက်တိုဘာလ19ရက်တနင်္ဂနွေနေ့မှာပြောပါရတယ်။အဲဒီကုန်တစ်တာကြီးကိုတယ်ဆောင်မောင်းနေလာတဲ့အသက်32နှစ်ရှိရင်မောင်းအမျိုးသားတစ်ယောက်ကိုပြည်သူ့အစိုးရရှစ်နေရုံကဖမ်းဆီးထိန်သိမ်းထားကြောင်းသိရပါဗျ။ဒီမှုကိုတော့စုံစမ်းနေစေဖြစ်တယ်လို့လည်းသိရပါဗျ။ဒီဗီရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာပါ။ ကျမတို့ဖူးအီအီနဲ့ပါကြီးစုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်